ရုရှားသမ္မတဗလာဒီမာပူတင်ဟာသူ့နိုင်ငံကထုတ်လုပ်ခဲ့တဲ့တိုက်လေယာဉ်တစ်စီးကိုပဲယူကရိန်းကပြန်သုံးပြီးသူ့အာဏာစက်ကိုတိုက်ခိုက်တာကိုငြေးကြည့်နေရတဲ့ဖြစ်ပါယူကရိန်းရဲ့ MiG-29 တိုက်လေယာဉ်တစ်စီးကဘန်ကာတကားကိုတိုက်ရိုက်ဘုံကျဲပစ်လိုက်တဲ့အတွက်ရုရှားကောင်းဆောင်တို့ထေဆုံးသွားပါတယ်ဒီတိကျတဲ့တိုက်ခိုက်မှုကိုပူတင်ရောဘန်ကာတွေကလူတွေပါကြုံမမြင်ခဲ့ကြပါဘူးဒါမျိုးဖြစ်မသွားသင့်ပါဘူးမက်ရှလ31ရက်နေ့မှာ Force ရဲ့စစ်သတင်းထောက် David Ace ကယူကရိန်းဟာမဖြစ်နိုင်အောင်ကိုလှုပ်ပြလိုက်ပြီလို့យေတာခဲ့ပါတယ် ယူကရိန်းရဲ့ပြစ်မှတ်ကခါဆန်ဒေတာမှာရှိတဲ့အလုံးမလုံးတော့တဲ့လေကြောင်းကာကွယ်ရေးကုတ်ကဲမှုဘဏ်ကဖြစ်ပါတယ်။ပူတင်ရဲ့ကျူးကျော်ဆဲစတင်ကလေးကအရေးကြီးတဲ့ပြစ်မှတ်တစ်ခုပါ။ရုရှားဟာအစောပိုင်းမှာဒီဒေတာကိုသိမ်းပိုင်နိုင်ခဲ့ပြီးခါဆန်မြို့ကိုရုရှားထိန်းချုပ်နိုင်တဲ့ပထမဆုံးအကြီးစားမြို့ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့2022ခုနှစ်မှာနိုဝင်ဘာလမှာယူကရိန်းရဲ့ပြန်လည်တိုက်ခိုက်မှုကြောင့်ဗလာဒီမာရဲ့တပ်တွေမြို့ကနေထွက်ပြေးခဲ့ရပါတယ်။အခုထိရုရှားကခါဆန်မြို့ကိုပြန်သိမ်းဖို့ကြိုးစားနေသေးပါ။ရုရှားတပ်တွေဟာမြို့နီးကကြေးရွာတွေမှာတပ်ဆွဲထားပြီး ်ပူတင်ကခါဆန်မြို့ကိုပြန်သိမ်းဖို့ပုံမှန်ပုံကျင်းနေပါတယ်အဲ့ဒီမှာကိုကဲမှုဘန်ကကိစ္စပြန်ရောက်လာပါတယ်မူလကယူကရိန်းထိန်းချုပ်ထားတဲ့ဒီဘန်ကကိုရုရှားတပ်တွေသိမ်းပိုက်လိုက်တဲ့အတွက်ယူကရိန်းတွက်ကြီးမားတဲ့ဒဏ်ရာတစ်ခုပါပဲရုရှားတပ်တွေသိမ်းပိုက်ထားတဲ့ဒီအထူးကိုကဲမှုဘန်ကဟာအရင်ကယူကရိန်းရဲ့ S300 ဒုံးကျည်စနစ်နဲ့ချိတ်ဆက်ထားတဲ့နေရာပါလေကြောင်းချင်းချုံမှုတွေကိုကာကွယ်ဖို့အရေးကြီးတဲ့နေရာပေါ့အခုတော့ရုရှားလက်ထဲရောက်သွားပြီးပူတင်တပ်တွေအတွက်အလားတူအသုံးဝင်နေပါပြီရုရှားတွေကဒီစခန်းအလုံးကျုံတယ်လို့ထင်ခဲ့ကြတာပါ မြေအောက်မှာရှိပြီးတကားတွေကိုခိုင်ခန့်အောင်လုပ်ထားပါတယ်။လေကြောင်းကာဝေးရေးအတွက်လိုအပ်တဲ့ပစ္စည်းတွေလည်းအပြည့်စုံရှိနေတယ်လို့ X ကရေးသားခဲ့ပါတယ်။ပူတင်ရဲ့အကြံကရိုးရှင်းပါတယ်။ခါဆန်စခန်းကိုတုံးပြီးယူကရိန်းလက်ထက်ရဲ့တိုက်ခိုက်မှုတွေကနေကာဝေးမယ်။အဲဒီတပ်တွေနဲ့ခါဆန်မြို့ကိုဆက်ဖိအားပေးမယ်။နောက်ဆုံးဒေသအားလုံးကိုပြန်သိမ်းမယ်ပေါ့။ဒါပေမဲ့ယူကရိန်းကပူတင်ရဲ့သူ့ပေါ်ချုပ်တွေကိုအရင်က S300 ထိန်းချုပ်ရေးစင်တာကိုဆက်အသုံးပြုခွင့်မပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အထူးပုံတစ်မျိုးသုံးပြီးဘန်ကာတကားကိုတိုက်ရိုက်ပစ်ခတ်ဖို့အစီအစဉ်ခဲ့တာပါ။ ဒါကမဖြစ်နိုင်ဘူးလို့ထင်ရပေမဲ့ယူကရိန်းကအောင်မြင်အောင် လုပ်ပြလိုက်ပါပြီ။အမေရိကန်ပြည်ထောင်စုမှဒီဇိုင်းဆွဲထားတဲ့လက်နက်တစ်မျိုးနဲ့ပြုပြင်ထားတဲ့ MiG-29 တိုက်လေယာဉ်သုံးပြီးတိကျတဲ့ဗုံးကြဲမှုတစ်ခုကိုအကောင်အထည်ဖော်ခဲ့တာပါ။ပူတင်ကသူ့ဗိုလ်ချုပ်တွေအတွက်လုံခြုံတဲ့နေရာလို့ထင်ခဲ့တဲ့ဘန်ကားကိုအခုအချိန်မှာဖျက်ဆီးလိုက်နိုင်ပါပြီ။ဒီတိုက်ခိုက်မှုနဲ့တူယူကရိန်းဟာရုရှားရဲ့အရေးပါတဲ့ခါဆန်ဌာနချုပ်တစ်ခုကိုဖျက်ဆီးလိုက်ပြီးဒီပရိုမြေကြီးတဲ့ကကျွန်းတွေကိုတိုက်ခိုက်ဖို့တာဝန်ရှိတဲ့ရုရှားတပ်ဖွဲ့တွေကိုခေါင်းဆောင်မဲ့အနေထားရောက်သွားစီပါတယ်။ယူကရိန်းစစ်ဘလော့ဂါတို့က ဒီအံ့ဖွယ်တိုက်ခိုက်မှုရဲ့ရလဒ်တွေကိုအသေးစိတ်ရှင်းပြခဲ့ပါတယ်။ဘလော့ဂါကဒီတိုက်ခိုက်မှုဟာရုရှားရဲ့အစစ်မြေဗိုလ်ချုပ်တွေနဲ့စစ်ပစ္စည်းတွေကိုပိတ်မှတ်ထားတာလို့ဆိုပါတယ်။ဒီလိုတိုက်ခိုက်မှုမျိုးတွေကရန်သူတပ်တွေရဲ့ထိန်းချုပ်မှုစနစ်ကိုပြတ်ပြားစေပြီးစစ်တီတွေရဲ့စိတ်ဓာတ်ကိုလည်းကြီးမားစွာကျဆင်းစေပါတယ်။ဒါဆိုယူကရိန်းကဘလို့လုတ်ပြီးအစ်စ်မြင့်ကာဝယ်ထားတဲ့စစ်ဗန်ကားတကားကိုတိုက်ရိုက်ပုံကျဲနိုင်နေတာလေ။ MiG 29နဲ့ဆိုရင်ဒီလိုတိုက်ခိုက်မှုမျိုးလုပ်ဖို့မဖြစ်နိုင်ဘူးလို့ထင်စရာပါပဲ။နေတိုးကုန်းနမဲ Falkran လို့ခေါ်တဲ့ MiG 29ဟာ ဆိုဗီယက်ခေတ်ကတိုက်တရင်တစ်မျိုးပါ1990ခုနှစ်အလယ်ပိုင်းမှာရုရှားစစ်တပ်မှစတင်အသုံးပြုခဲ့တာပါအမေရိကန်ရဲ့ F16 ကိုချိန်ခွင်ရှာနေအောင် ထုတ်လုပ်ခဲ့ပါတယ်ရုရှားကသူ့တိုက်လေယာဉ်တွေကိုအမေရိကန်တွေထပ်ပို့ပြီးကျွမ်းကျင်စာမောင်းနှင်နိုင်အောင်အာရုံစိုက်ခဲ့ပါတယ်ရုရှားအောင်မြင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်တနာကြီးမိုင်1519မိုင်အထိမြန်ထုံးရပြီးမိုင်1800ကျော်အထိပြန်တန်းနိုင်တဲ့တိုက်လေယာဉ်တစ်စီးကိုထုတ်လုပ်နိုင်ခဲ့ပါတယ်ဒီလေယာဉ်ဟာပေါ်ပါပြီးမြန်ဆန်ကလက်နက်တွေနဲ့အပြည့်အစုံဖြစ်တဲ့အတွက် အမေရိကန်တွေကောင်းငင်မှာဆေးလွှတ်တဲ့ဘယ်လင်းရင်ကိုမဆိုချိမ်းချောင်းနိုင်သွင်းရှိပါတယ်။ဒါဟာ MIG 20 line မှာလက်နက်တက်ဆင်နိုင်တဲ့အပြင်အပြင်ဘက်တက်ဆင်စရာ9နေရာပါရှိလို့ပါ။ဒီတက်ဆင်စရာနေရာတွေကြောင့် MIG 29ကိုမျိုးမျိုးသုံးလို့ရပါတယ်။ Air Force Technology ရာဒီတိုက်လင်းရင်မူခွဲခြေကံဟာ R27 အလယ်လက်အကွာဝေးဒုံးကြီးနှလုံးကိုတည်ဆောင်နိုင်ပြီးအခြားတိုက်လင်းရင်တွေနဲ့လေကြောင်းတိုက်ပွဲဝင်ဖို့ဒီဇိုင်းဆွဲထားတာပါ။ဒီတိုက်လင်းရင်ဟာ R60 နဲ့ R73 ဒုံးကြီး6လုံးထိတည်ဆောင်နိုင်ပြီး ဒါတွေကလည်းလေကြောင်းတိုက်ပွဲတွေမှာအသုံးပြုပါတယ်။ဒါပေမဲ့ R27 တွေထက်အကွာအဝေးပိုတိုပါတယ်။30 mm လေယာဉ်တနက်နဲ့ကြည်စံ150 S5 S8 နဲ့ S24 လို့လမ်းညွှန်မဲ့ဒုံးကြီးတွေကပါထည့်သွင်းလိုက်ရင်စစ်အေးခစ်ကအခြားလေကြောင်းပစ်မှတ်တွေကိုကြီးမားတဲ့ပြင်ဆင်မှုဖြစ်စေနိုင်တဲ့တိုက်လေယာဉ်တစ်စီးရပါပြီ။အခုထိချင်းချောင်းမှုဖြစ်နေသေးပါ။ဟုတ်ပါတယ်။ရုရှားက MiG-29 ကိုမြေပြင်ပစ်မှတ်တွေကိုဘုံကျဲဖို့ ပေါင်6613ထိအလေးချိန်ရှိတဲ့လေရင်ဘုံတွေနဲ့တက်ဆင်နိုင်ပါသေးတယ်။ဒါပေမဲ့ခါဆန်ဘန်ဂါကိုဖျက်ဆီးဖို့ယူကရိန်းသုံးခဲ့တဲ့အဲ့ဒီကြီးမားတဲ့ဘုံတွေကတလုံးမဟုတ်ပါဘူး။ဆိုဗီယက်ခေတ်ကဘုံတွေကပြင်းထန်ပြီးမဲ့လမ်းညွန်မဲ့စနစ်မပါပဲတိကျတဲ့ပြက်ခတ်မှုတွေမှာအသုံးမပြုနိုင်ပါဘူး။ဒါကပြစ်မှတ်ရဲ့အကြမ်းမြင့်နေရာပေါ်ကိုဘုံကျဲပြစ်ပြီးဖြစ်နိုင်သမျှပျက်စီးမှုများများဖြစ်အောင်ပောက်ကွဲမှုအားကိုအားကိုးရတဲ့ပုံစံမျိုးပါယူကရိန်းကဒီဘုံတစ်မျိုးနဲ့ခါဆန်ဘန်ဂါကိုပစ်ခဲ့ရင် ဘန်ကာရဲ့အပေါ်ပိုင်းကိုပဲထိမှာပါအကောင်းဆုံးအနေနဲ့တော့အဆောက်အဦအနှဲငယ်ပြက်စီးုံပဲဖြစ်နိုင်ပါတယ်ဒါပေမဲ့ရုရှားရဲ့ရုံးတွေကိုအပီးတိုင်ဖြက်စီးဖို့တော့မလုံလောက်ပါဘူး။ယူကရိန်းတွက်အခြားဘုံအမျိုးအစားတစ်ခုလိုအပ်နေပါတယ်။အမေရိကန်က GPU 62 Glide ဘုံကိုထောက်ပံ့ပေးခဲ့ပါတယ်။ Glide ဘုံယူဆက2024ခုနှစ်အစောပိုင်းမှာထင်ရှားလာပါတယ်။ရုရှားကသူ့ရဲ့အဟောင်း FAB ဘုံတွေကိုပိုပြီးတနက်နဲ့ပြစ်လို့ရတဲ့လက်နက်တွေဖြင့်ပြောင်းလဲနေကိုတွေ့ရှိခဲ့တဲ့အချိန်ကပါ။2024ခုနှစ်မေလတုန်းက BBC ကဒီဖြည့်ဆည်းမှုကြီးတဲ့ရုရှားကလိုက်ပုံအစ်စ်တွေကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။ရုရှားကအထူးတောင်ပံ crate တွေသုံးပြီးဒီလက်နက်တွေကိုဖန်တီးနေတယ်လို့ဖော်ပြခဲ့ပါတယ်။ဒေါ်လာ2000ကနေ3000ကျားကုန်ကြတဲ့ဒီ crate တွေကို FAB ဘုံးလေးနဲ့တွဲပြီးရှေ့တန်းနောက်ဘက်ကနေပြစ်လွတ်က ပြစ်မှတ်စီ glide ပြန်တန်းစီနိုင်ပါတယ်။ရုရှားဘုံးတွေကအထူးတိကျမှုမရှိပါဘူး။ ီဘုံတွေကတိကျမှုမရှိပေမဲ့ပူတင်အတွက်တော့ပြဿနာမဟုတ်ပါဘူး။သူ့မှာ FAB ဘုံတွေထောင်ထဲချီရှိနေတာကြောင့်ပါ။ဒီဘုံတွေနဲ့ယူကရိန်းမျိုးတွေနဲ့ကာကွယ်ရေးနေရာတွေကိုပြစ်ခတ်ဖို့သူ့အတွက်တားဆီးမရှိပါဘူး။2024ခုနှစ်မတ်လတလထဲမှာရရှားကဂလိုက်ဘုံ3000ကျော်ကိုယူကရိန်းစီပြစ်လွတ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့တပတ်ကိုယာနဲ့ချီပြီးပြစ်ခတ်တာယူကရိန်းရဲ့အဓိကမြို့ကြီးတွေကိုဖျက်ဆီးဖို့ပုံမှန်လုပ်ငန်းစဉ်တစ်ခုအဖြစ်သတ်မှတ်လိုက်ပါတယ်။ဒါပေမဲ့ဂလိုက်ဘုံတွေကရရှားတို့ရဲ့တီထွင်မှုမဟုတ်ပါဘူး။ ဒုတိယကမ္ဘာစစ်တုန်းကလည်းအသုံးပြုခဲ့ကြတာပါယူကရိန်းမှာလည်းသူ့ကိုပိုင်ဂလိုက်ဘုံးတွေရှိပေမဲ့ရုရှားရဲ့မယက်မနားတိုက်ခိုက်မှုတွေကြောင့်အပြည့်အဝအသုံးမချနိုင်ခဲ့ပါဘူးဒီမှာအမေရိကန်နဲ့သူ့ရဲ့ Joint Strike Attack Munition JDAM တွေဝင်လာပါတယ်ရုရှားသုံးနေတဲ့ Atomic Grade တွေလိုပဲ JDAM ကအမေရိကန်တွေကိုအရင်ကထုံးဘုံးတွေကိုတိကျတဲ့လမ်းညွှန်ဘုံးတွေဖြစ်ပြောင်းလဲပစ်ခတ်နိုင်အောင်ကူညီပေးပါတယ်ပြစ်မှတ်တိုင်းနှိပါးကိုလည်းထိမှန်နိုင်ပါတယ် JDAM နဲ့ရုရှားရဲ့ Glide Grade တွေရဲ့ကွာခြားချက်ကလမ်းညွှန်စနစ်ပါ JDM မှာလမ်းညွှန်စနစ်တပ်ဆင်ထားပြီး GPS လက်ခံစက်နဲ့တွဲဖက်အသုံးပြုတဲ့အခါရုရှားမှာရှိတဲ့ဘဲဘုံထပ်မဆိုပုံမူတိကျမှုရှိပါတယ်။ယူကရိန်းဟာ JDM တပ်ဆင်ထားတဲ့ဘုံတွေကိုရရှိထားပါတယ်။အထူးသဖြင့် GBU 62ဘုံတွေပါ။ဒီဘုံတွေက900ပေါင်း229ကီလိုဒါမှမဟုတ်2000ပေါင်း906ကီလိုအလေးတန်ရှိနိုင်ပြီးပေ3000ကျွဲ10.8ကီလိုမီတာအမြင့်ကနေပြစ်လွှတ်ရင်မိုင်46 84ကီလိုမီတာအထိရောက်ရှိနိုင်ပါတယ်။ GBU 62ကို Ukraine လေတပ်က2024ခုနှစ်ဩဂုတ်လမှာပထမဆုံးအသုံးပြုခဲ့ပါတယ်။ American ရဲ့အကူအညီအစီအစဉ်နဲ့ MiG 29တိုက်လေယာဉ်တွေကိုဒီဘုံတွေပြစ်လွှတ်နိုင်အောင် ပြုပြင်မွမ်းမံခဲ့တာပါ။ David H က GBU 62ကို American ထုတ်ဖြစ်ပေမဲ့ Ukraine အတွက်အထူးပြုလုပ်ထားတဲ့ဘုံလို့ဖော်ပြထားပါတယ်။ American သမ္မတဟောင်း Joe Biden က Ukraine ရဲ့ MiG နဲ့စုခွိုင်းတိုက်လေယာဉ်တွေကိုဒီဘုံတွေပြစ်လွှတ်နိုင်အောင်ပြောင်းလဲဖို့ဥဆောင်ခဲ့တယ်လို့ဆိုပါတယ်။ American ကသူ့ရဲ့ JDM grade တွေကိုတိတ်ငယ်တဲ့ဘုံတွေနဲ့တွဲဖက်အသုံးပြုလို့ရှိပေမဲ့ GPU 62ကတော့ဈေးနှုန်းချိုသာပြီးအကျိုးသက်ရောက်မှုကြီးမားတဲ့ဘုံတစ်မျိုးဖြစ်ပါတယ်ဒီဘုံတစ်လုံးကိုထုတ်လုပ်ဖို့ဒေါ်လာ9000ပဲကုန်ကြပါတယ် JDM ရဲ့ညံရည်မြင့်လမ်းညွှန်စနစ်ကြောင့်ရုရှားရဲ့ Iskander ဒုံးကျည်လောက်တောင်တိကျမှုရှိပါတယ် Iskander ဒုံးကျည်တစ်လုံးကိုဒေါ်လာ3000တန်းကုန်ကြတာနဲ့ရှင်ရင် GPU 62ကအစ60ပို့ချွေတာပြီးအလားတူပျက်စီးမှုကိုဖြစ်စေနိုင်ပါတယ်ဒီညံရည်မြင့်ဘုံကြောင့်ပဲယူကရိန်းကခါဆန်ဆက်သွယ်ရေးဘဏ်ကကိုအတိအကျပိတ်ခတ်နိုင်ခဲ့တာပါ Ace ကဒီအောင်မြင်မှုကိုအသေးစိတ်ရှင်းပြထားပါတယ် သုံးနှစ်ကခါခိုးမှာဗီအောက်ဘန်ကားတွေကယူကရိန်းဌာနချုပ်ကိုဖျက်ဆီးဖို့ရုရှားကအရင်ဆုံးဆိုဗီယက်တိစောက်ခဲ့တဲ့ရှေးဟောင်းမှတ်တမ်းတွေကနေရာကိုရှာပြီးအစ်စကန်ဒါဒုံးနေနဲ့ပြစ်ခတ်ခဲ့ပါတယ်။ယူကရိန်းကတော့ဒီလိုမျိုးအောင်မြင်မှုကိုစောင့်ကြည့်လေရင်ငယ်တစည်းရှေးကြတဲ့တိုက်လေရင်တစည်းနဲ့တိကျမှုရှိတဲ့ဘုံတလုံးနဲ့ပဲလုံပြနိုင်နေတာပါ။ရုရှားအတွက်သတင်းစိုးကတော့ယူကရိန်းကဒီ JDM ဘုံတွေကိုဆက်လုပ်နေမယ်အပြင်ခရက်စနိုယေးမှာ MiG-29 နဲ့တိုက်ခိုက်မှုဟာအစပဲရှိသေးတယ်ဆိုတာပါပဲ။ဒီတိုက်ခိုက်မှုတွေကပူတင်ရဲ့ချားစခန်းတွေကိုပါပျက်စီးစေနိုင်ပါတယ်။ David Ace ကဘာတွေဖြစ်လာနိုင်မလဲဆိုတာကိုအရေးအမှတ်ပြောထားပါတယ်။ယူကရိန်းမှာရှိတဲ့တိုက်လေရင်100လောက်ဟာဆိုဗီယက်ခေတ်က MiG တွေ၊စုခွိုင်းတွေနဲ့ဒိမတ်နဲ့ Dutch ထုတ် F system တွေပြင်သစ်ထုတ် Mirage 2000တွေပါဝင်တဲ့ရောထွေးတက်ဆင်ထားပြီးဂျိုဒုနဲ့လမ်းညွှန်တဲ့ပုံတွေကိုတိကျသွားပစ်ခတ်နိုင်ပါတယ်။ဒါကြောင့် Carson Banger ကိုဖျက်ဆီးခဲ့တဲ့ MiG 29ဟာတကြိမ်တည်းသုံးပြမဟုတ်ပါဘူး။ GBU 62ဘုံးတွေပစ်ခတ်နိုင်တဲ့အခြားတိုက်လေရင်တွေလည်းယူကရိန်းမှာအများကြီးရှိပါသေးတယ်။ ်ရုရှားမှာတော့လေရင်ရေအတွက်အသာလုံနေပါသေးတယ်သူတို့မှာတိုက်လေရင်133တိရှိပြီးယူကရိန်းက82ကနေ100လောက်ပဲစစ်မြေပြင်မှာထုတ်သုံးနိုင်ပါတယ်ပူတင်ဟာဒီရေအတွက်ကိုအကျိုးရှိရှိသုံးပြီးယူကရိန်းကိုကျူးကျော်တဲ့အခါမှာအသာသီးရယူခဲ့ပါတယ်။ဒါပေမဲ့ပူတင်ရဲ့ပြဿနာကအရေအတွက်ကိုအားကုန်ယူနေမရတော့ဘူးဆိုတာပါပဲ။ယူကရိန်းနဲ့ရုရှားနိုင်ငံစလုံးကသူတို့ရဲ့လမ်းညွှန်ပုံးတွေကိုအနှောက်အယှက်ပေးဖို့ဂျိုဒူလိုင်းတွေကိုအတားအဆီးဖြစ်အောင်လုပ်တဲ့နည်းတွေသုံးကြပါတယ်။ဒါပေမဲ့ယူကရိန်းကဒီမှာပိုကျွမ်းကျင်နေပါတယ်။ရုရှားရဲ့ဂလိုက်ပုံးတွေကိုအနှောက်အယှက်ပေးရမှာအရန်တော်သွားတဲ့အတွက် ရုရှားလေယာဉ်မှူးတဦးကဘုံ၁၆လုံးမှာတလုံးပဲပြစ်မှတ်ထိမှန်တယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းသုံးနေတဲ့ JDM ဘုံတွေကတော့ဂျူဒူအနောက်ချက်ကိုခံနိုင်ရည်ရှိပြီးအတဲ့လမ်းညွန်စနစ်တွေနဲ့ပုံမိုတိကျမှုရှိပါတယ်။ဒါကြောင့်ရုရှားအတွက်အခက်အခဲတွေပိုများလာနေပါပြီ။ ACE ရဲ့အဆိုအရရုရှားဟာဂလိုက်ဘုံတိုက်ခိုက်မှုတွေအတွက်ယူကရိန်းထက်ပတ်စံတဲ့လက်နက်ပစ္စည်းပုံမိုဆုံးရှုံးနေရပါတယ်။ခါဆန်မှာဘန်ဂါတိုက်ခိုက်မှုကနေမြင်ရတယ်လို့ပဲ။ယူကရိန်းကရုရှားထက်ပိုတိကျတဲ့ပြစ်မှတ်တွေကိုထိအောင်ပြစ်နိုင်ပါတယ်။အခုဆိုယူကရိန်းလေယာဉ်များစုဟာ GPU 62တွေပြစ်နိုင်နေပြီဆိုတော့ပူတင်ဟာသူ့ရဲ့အခိုင်အမာဆုံးထင်ထားတဲ့ယူကရိန်းတွင်းကစခန်းတွေကိုပုံမိုတိုက်ခိုက်ခံရမယ့်အခြေအနေကိုရင်ဆိုင်ရတော့မှာပါတကယ်တော့ဒီတိုက်ခိုက်မှုတွေကစတင်နေပါပြီမကြသေးခင်လပိုင်းတွင်းယူကရိန်းဟာရုရှားပစ်မှတ်တွေကိုလေကြောင်းတိုက်ခိုက်မှုအောင်မြင်ခဲ့တာများပါတယ်တချို့ကတိုက်လေရင်တဲ့ GPU 62တွေသုံးတာမဟုတ်ပဲဒရုန်းတွေနဲ့ပါပေါင်းစပ်တိုက်ခိုက်တာပါယူကရိန်းဟာသူ့ရဲ့အစ်စ်တွန်းမြင့်ထားတဲ့လေကြောင်းတိုက်ခိုက်နိုင်စွမ်းကိုဒရုန်းတိုက်ခိုက်မှုတွေနဲ့ပေါင်းစပ်ပြီးပူတင်ရဲ့ယူကရိန်းအတွင်းနဲ့ရုရှားနယ်မြေတွင်းကစခန်းတွေကိုဖြိုဖျက်နေပါတယ် မတ်လ28ရက်နေ့မှာယူကရိန်းဒေသကရုရှားနယ်သက်စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုကိုကြည်ပါ။တကီယက်အင်ဒီပန်ဒန့်ရဲ့သတင်းအရယူကရိန်းဒေသကဘရီယန်စ်ဒေသကိုဝင်တဲ့ပိုဂရယ်နယ်သက်ဂိတ်ကိုတိုက်ခိုက်ခဲ့တာပါ။ဒီတိုက်ခိုက်မှုမှာပူတင်ရဲ့စစ်သည်ဒါဇင်ချီတေဆုံးပြီးစစ်အခြေခံအဆောက်အုံတွေပျက်စီးခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကိုနယ်သက်ဂိတ်နားမှာဒရုန်းလှုပ်ရှားမှုတွေ့ရတဲ့အတွက် ပြန်လည်တုံ့ပြန်တာပါ။ယူကရိန်းကဒီဒရုန်းတွေကဆူမီဒေသသို့မဟုတ် Crust ဒေသမှာချင်းချောက်နိုင်တယ်လို့ယူဆခဲ့ပါပါ။ယူကရိန်းပို့ချုပ်ကြီးရဲ့ပြောကြားချက်အရ တိုက်ခိုက်မှုကြောင့်ရုရှားစစ်သည်55ဦးကနေ40ကျော်သေဆုံးခဲ့ပြီးစစ်စေးရေးဂိတ်ရဲ့စစ်ရေးအခြေခံအဆောက်အအုံတွေဆက်သွယ်ရေးနဲ့ electronic စစ်ပွဲစနစ်တွေဗီဒီယိုစောင့်ကြည့်ရေးစနစ်တွေပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ယူကရိန်းဘက်ကလည်းရုရှားရဲ့ပြည်သူအခြေခံအဆောက်အအုံတွေကို drone နဲ့တိုက်ခိုက်ပြီးအေးချမ်းသွားနေထိုင်နေတဲ့ပြည်သူတွေကိုတပ်ဖြတ်တဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လုပ်ရက်တွေကိုပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပါတယ်။မက်ရှလာ၁၄ရက်နေ့မှာယူကရိန်းဟာရုရှားတပ်ငွေအဆောက်အအုံတချို့ကိုအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပါတယ်။ The Kiev Independent ရဲ့သတင်းဌာနကယူကရိန်းရဲ့အကွာအဝေးကြီး drone တွေဟာ တန်ငွေဖိအားပေးဆက်ယုံတစ်ခုနဲ့ S300 နဲ့ S400 လေးချောင်းကာဝေးရေးစနစ်တွေအတွက်ဒုံးကျည်တူလောင်ယုံတစ်ခုကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်။တန်ငွေဖိအားပေးဆက်ယုံတွေကိုရုရှားရဲ့ Sara Tuf နဲ့ Tambov ဒေသတွေမှာတိုက်ခိုက်ခံခဲ့ပြီးကြီးအိမ်တူလောင်ယုံတွေကိုတော့ Belgorod မှာတိုက်ခိုက်ခဲ့တာပါ။ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု SPU ကဒီတိုက်ခိုက်မှုတွေကိုဥဆောင်ခဲ့တာဖြစ်ပြီးအပြည့်မဖော်လို့တဲ့အရင်းမြစ်တစ်ခုက SPU ဟာရန်သူနယ်မြေမှာနောက်ထပ်အောင်မြင်တဲ့အထူးစစ်ဆင်ရေးတစ်ခုကိုဆောင်ရွက်ခဲ့ကြောင်းရုရှားရဲ့ဗန်နာရေးကိုကြီးမားစွာထိခိုက်စေပြီး စစ်ပွဲကိုငွေကြေးထောက်ပံ့နိုင်တဲ့ကိုရှော့ချနိုင်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ပူတင်ဟာအခုဆိုစစ်စေးရေးဂိတ်တွေကို drone နေနဲ့တိုက်ခိုက်ခံရတာနဲ့ယူကရိန်းရဲ့တိကျမှုအရမ်းမြင့်တဲ့ဘန်ကာဖောက်ခွဲပုံးတွေကိုရင်ဆိုင်နေရတဲ့အပြင်သူ့နယ်မြေကိုတိုက်ခိုက်နေတဲ့ drone တွေကိုတော့သူ့လေကြောင်းကာဝေးရေးစနစ်တွေနဲ့မတားဆီးနိုင်တဲ့အခြေအနေတွေကိုကြုံတွေ့နေရပါတယ်။ယူကရိန်းဟာသူ့ရဲ့ F16 တိုက်လေယာဉ်တွေကိုတိုက်ခိုက်ရေးအင်အားဖြင့်မကြခင်မှာအသုံးပြုရမယ့်အချက်ပါ။ Newsweek သတင်းဌာနက Matchla 28ရက်နေ့မှာ ယူကရိန်းဟာအမေရိကန်ထုတ်တိုက်လေခြင်းတွေကိုရုရှားပြင်းထန်တွေကိုမြေပြင်တိုက်ခိုက်ရေးမှာစတင်အသုံးပြုနေပြီလို့ဖော်ပြခဲ့ရပါတယ်။ဒါဟာယူကရိန်းရဲ့ F16 တွေကိုအရင်ကသုံးဆွဲပုံနဲ့လုံးဝကွာခြားသွားတာပါ။2024ခုနှစ်အောက်တိုဘာမှာဒီတိုက်လေခြင်းတွေပထမဆုံးရောက်ရှိလာခြင်းကယူကရိန်းကကာကွယ်ရေးအတွက်ပဲအဓိကသုံးခဲ့ပါတယ်။သူတို့ဟာချက်ချင်းအောင်မြင်မှုရခဲ့ပြီးအောက်တိုဘာ28ရက်မှာယူကရိန်းရဲ့ F16 တွေဟာရုရှားရဲ့ဝင်ရောက်လာတဲ့ဒုံးကျည်တွေကိုပထမဆုံးချိန်စတင်ဖြတ်တောက်နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလ17ရက်နေ့မှာတော့ယူကရိန်းရဲ့ F16 တွေဟာတချိန်ထဲမှာပဲဒုံးကျည်စက်တလုံးကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ဇန်နဝါရီလမှာတော့သတင်းတွေအရယူကရိန်းနေရမှုတအုပ်ဟာတချိန်ထဲမှာပဲရုရှား cruise ဒုံးကျည်6လုံးကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ယူကရိန်းက F16 တွေကိုကာဝယ်ရေးအတွက်ပဲအသုံးပြုနေမယ်ဆိုရင်ပူတင်အတွက်ဒါကိုကင်တွယ်ဖြည့်ရှင်းနိုင်ပါသေးတယ်။ဒါပေမဲ့အခုချိန်မှာတော့ယူကရိန်းက F16 တွေကိုတိုက်ခိုက်ရေးအတွက်ပါအသုံးပြုနေပါပြီ။အမည်မဖော်လိုတဲ့ယူကရိန်းနေရမှုတအုပ်ကအနောက်တိုင်းထုတ်တိုက်လေယာဉ်တွေနဲ့လေကြောင်းမြေပြင်ပစ်မှတ်တွေကိုတိုက်ခိုက်ရမှာ အလွန်ကောင်းမွန်တဲ့ရလဒ်တွေရရှိခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ပိုဆိုတာကယူကရိန်းဟာခရက်စနိုယေးဘန်ဂါရီကိုဖျက်ဆီးခဲ့တဲ့လက်နက်မျိုးစားတွေကိုပဲ F16 တွေမှာတက်ဆင်အသုံးပြုနေပါတယ်။ဒီလိမ်မှုကကျွန်တော်တို့ဘုံတွေကလူတွေရဲ့ပဒင်းပေါက်ထဲအထိဝင်နိုင်တယ်လို့ဂုံယူစွာပြောခဲ့ပါတယ်။သူပြောတဲ့အတိုင်းပဲယူကရိန်းကခါဆန်ကုတ်ကဲမှုစံတာကိုတိကျသွားတိုက်ခိုက်ပြီးသူ့စကားကိုမှန်ကန်ကြောင်းတက်တည်ပြလိုက်ပါတယ်။ဒီတော့ခါဆန်မှာယူကရိန်းအောင်မြင်စွာတိုက်ခိုက်နိုင်တာကပူတင်ရဲ့ယူကရိန်းစစ်ပွဲအနာဂတ်အတွက်ဘာကိုဆိုလိုတာလဲ။အထည်တစ်ခုကနီပရိုမြစ်ကနေရရှိနိုင်ပါတယ်။ မက်ရှလာအစောပိုင်းကလေးကရုရှားဟာနီပရိုမြစ်တွင်းကကျွန်းတွေမှာခြေကုပ်ရယူကိုကျူးလာနေပါတယ်။ဒဂါဒီယန်သတင်းဌာနရဲ့ဖော်ပြချက်အရဒါဟာငြိမ်းချမ်းရေးဒါမှမဟုတ်စစ်ပြေငြိမ်းရေးညှိနှိုင်းမှုမစတင်ခင်အကျိုးအမြတ်ရဖို့ကြိုးပမ်းမှုတစ်ခုပါ။ Krasnoyarsk ဒေသအုပ်ချုပ်ရေးမှူး Alexander Prigutin ကရုရှားတပ်တွေဟာမြစ်ကိုဖျက်ချော်ဖို့နေရာလေးခုမှာ နေ့တိုင်းကျူးလာနေတယ်လို့ပြောပါတယ်။သူတို့နေ့တိုင်းဖျက်ချော်ဖို့ကျူးလာနေတယ်လို့ Prigutin ကဆိုပါတယ်။ကျွန်တော်တို့ရဲ့ထောက်လန်းရေးအချက်လက်တွေအရရုရှားရဲ့ဒုတိယဗိုလ်ချုပ်က ဒီဒေတာကတသားတွေကိုဘလုံနီးနဲ့ပဲဖြစ်ဖြစ်မြစ်ကိုဖြတ်ကျော်ဖို့အမိန့်ပေးခဲ့တယ်။ဒါပေမဲ့တသားအလုံးကဒီလိုလုပ်ဖို့မလိုလားကြပါဘူး။တနည်းအားဖြင့်ဒီတသားတွေတေးတေးရှင်းရှင်းရုရှားအတွက်ကိစ္စမရှိဘူးလို့ဆိုလိုတာပါ။ပူတင်ဟာနီပရိုမြကန်းကြေတလျှောက်ကခါဆန်ဒေတာကိုပုံပုံထိန်းချုပ်ဖို့ကြိုးစားနေပြီးဒီအတွက်သူ့စစ်သားတွေကိုစတဲ့ဖို့ပါဝင်မလေးဖြစ်နေပါတယ်။ပရူတင်ကဒီဒေတာမှာရုရှားရဲ့အသေးပြောင်းနှုန်းကအခုတွင်အရန်မြင့်နေပြီလို့ဆိုပါတယ်။အခုဆိုယူကရိန်းရဲ့ MiG-29 တစ်စီးကရုရှားရဲ့မြေအောက်ကုတ်ကင်မှုစင်တာတစ်ခုကိုဖျက်ဆီးလိုက်တဲ့အတွက် ဒီပရိုမီဝမ်မြစ်ဝမ်ကျင်ကရုရှားတိုက်ခိုက်မှုတွေပိုပြီးအောင်မြင်တော့မှာပါသူတို့ရဲ့ကုတ်ကဲသူတွေတေဆုံးသွားပြီဖြစ်တဲ့အတွက်ပူတင်နေနဲ့လူသားလှိုင်းလုံးတွေနဲ့မြစ်ကိုဖျက်ဖို့ပဲအားကိုးရမှာဖြစ်ပြီးယူကရိန်းတပ်တွေကဒါကိုဖြိုခွင်းသွားမှာပါဒေသဆိုင်ရာပြဿနာတွေမကပါဘူးယူကရိန်းရဲ့လေကြောင်းတိုက်ခိုက်မှုတွေလည်းတိုးမြင့်လာနေပါတယ် MiG-29 တိုက်ခိုက်မှုနဲ့အခြားမကြတဲ့ငင်ကတိုက်ခိုက်မှုတွေကနေဒါကိုမြင်နိုင်ပါတယ်အတ္တလန္တစ်ကောင်စင်ရပူတင်ရင်ဆိုင်ရမယ့်အခြေအနေက ယူကရိန်းရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ2025ခုနှစ်ဇန်နဝါရီလကတည်းကတိုးမြင့်လာနေပြီးရုရှားနယ်မြေအတွင်းပိုင်းကိုပုံမှုနှက်ဆိုင်စွာထိုးဖောက်နိုင်လာတာပါမိုင်620 1000ကီလိုမီတာထိအကွာအဝေးရှိတဲ့ပစ်မှတ်တွေကိုဒရုန်းနဲ့အဝေးပစ်ဒုံးကြီးတွေနဲ့အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပါတယ် Atlantic Council ကဒီတိုက်ခိုက်မှုကယူကရိန်းရဲ့အရေးပါတဲ့ရုရှားပစ်မှတ်တွေကိုအဝေးပြစ်တိုက်ခိုက်နိုင်စံတိုးတက်လာတာကိုပြသနေတယ်လို့ဆိုပါတယ်တကယ်တော့ရုရှားကဒီတိုက်ခိုက်မှုတွေကြောင့်ဖြစ်တဲ့ပျက်စီးမှုတွေကိုသိမ့်မဖော်ပြပါဘူးသူတို့က drone နဲ့ drone ကြီးတွေကို ကောင်းငင်ကနေပြစ်ချတာပဲလို့အမဲပြောလို့ရှိပြီးမီးလောင်တာဒါမှမဟုတ်ဖြတ်စည်းခံရတဲ့ drone အကျဉ်းချန်တွေကြောင့်လို့သာဆိုပါရယ်ဒါပေမဲ့ပူတင်နေနဲ့ဒီလေကြောင်းတွန်းမြင့်တိုက်ခိုက်မှုတွေကိုစိတ်ပူနေမှာပါအားလုံးကိုကျေးဇူးတင်ပါတယ်